မရငါနဲ့ဒီလောကရာနဲ့လွတ်လွတ်နဲ့ထသွားဝယ်မပြုတ်နိုင်ဘူးရောမရောငါခွင့်မပြုတ်နိုင်ဘူးအာကျွန်တော်ကတော့အစလေကကျွန်တော် online မှာတော့ကျွန်တော်စာရှည်ရေးလိုက်သေးရကျွန်တော်မှာအဲ့မှာလည်းထည့်ရထားပါဘူးနော်ကျွန်တော် character ကအဖြစ်မပါတဲ့ fan ပေါ့နော် fan စစ်စစ်ပေါ့နောက်ဆုံးထိကိုနိုင်ဟိုအခြားကားတွေလိုမျိုးတည်ရမှာနောက်ကရပြီးငိုရတောင်းမှန်သွားတာမဟုတ်ဘဲနဲ့ဟိုနောက်ဆုံးထိကို ငါမှန်နေဆိုတဲ့အက်တာတစ်ခုနဲ့နေထိုင်ပူလောင်ပြီးတော့နေထိုင်ဝါရရဲ့ကာရိုက်တာပေါ့နော်။ You Mary! ဒီကားလည်းတော့မရောက်တော့ You Mary! ဆိုတော့ဒီ character လေးကဟိုစရကလေးကလည်းကျွန်တော်ဆဲခံရမယ်ဆိုတာသိပါတယ်ဒါပရိသတ်တွေမုန်းတဲ့ character လေးပေါ့နော်ဒါပေမဲ့လည်းဟိုလူဟိုတယောက်ဆောင်ဆိုရလဲကိုစီကိုလာတဲ့ character ဖြစ်တယ်နောက်ကျွန်တော်အမြဲလုံပိုင်ခွင့်နေရတယ်ဒီကိုင်းမှာတဝက်လောက်ရှိရပေါ့နော်ဆိုတော့ဟိုဒါကိုကျွန်တော်တတိရှိရှိနဲ့လက်ခံခဲ့ပေါ့ဆိုတော့အခုလည်းထင်းတဲ့အတိုင်းပဲဆဲကြပါ ါလီက9ရက်နေ့ဆိုညီများတနိုင်ငံလုံးမှာယုံတင်တော့မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဟာအတွက်ဒါမီဒီယာကွန်ဖရင့်ပေါ်မျိုးပေါ့နော်မီဒီယာတွေကိုဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့အသိပေးရပါအာရွှေကားကအမပြောတာကပြန်ကြောက်နေရမယ်ထင်တယ်အိတ်ကကြတော့ဟာတာလေးပေါ့နော်နည်းနည်းဟိုဟာတာဟော်ရာလေးကောမဒီဟော်ရာလေးပေါ့နော်ဒါကြတော့တကယ်အာဟ ကောမဒီလည်းပါ romance လည်းပါ drama လည်းပါသူကကျတော့ဒီကြောရိုးတစ်ခုကိုပေါ့နော်ကြောရိုးဆိုကျွန်တော်တငယ်ချင်းလေးယောက်ရှိရဲ့အဲ့တငယ်ချင်းလေးယောက်ကြောရိုးတစ်ခုကိုမူတည်ပြီးတော့မှဟိုခွဲလိုက်တာပေါ့ကျွန်တော်ပထမ story ဆိုရင်ကျွန်တော်နဲ့ဒီအောင်စရာမင်းတဲ့ရဲ့ story ဒုတိယ story ဆိုလို့ရှိရင်ဒီအောင်ရန်ထိုင်းနဲ့ကိုရာဇာညင်ဝင်းတို့မီတိုးခိုင်တို့ story နောက်တတိယ story ဆိုလို့ရှိရင်ဒါကိုရဲနောင်ချိုးတို့ဆွမ်းထန်းညီညီတို့ story ပေါ့နော်ဆိုတော့ဒီလိုမျိုးကြောရိုးတ ခုတည်းမှာဇလန်း၄ပိုင်းခွဲဝါပြီးတော့ဇလန်း၃ခုခွဲဝါပြီးတော့ဟိုရတအစုံခန်းစားရမယ့်ကားလေးပေါ့ဟိုအကြတော့ကျွန်တော်တို့ဟာတာဦးစားပေးရဲ့အဲတရေလေး၆တယ်ဆိုတော့ဟို bike ကလုံးဝကွာမှာပါဟုတ်အဲ ကျွန်တော်ကတော့အစလေကကျွန်တော် online မှာတော့ကျွန်တော်စာရှည်ရေးလိုက်သေးရကျွန်တော်မှာအဲ့မှာလည်းထည့်ရေးထားပါဦးကျွန်တော် character ကအဖြစ်မပါတဲ့ fan ပေါ့နော် fan စစ်စစ်ပေါ့နောက်ဆုံးထိကိုနိုင်ဟိုအခြားကားတွေလိုမျိုးတည်ရမှာနောက်နိုင်ရပြီးငိုယူတောင်းပန်သွားတာမဟုတ်ဘဲနဲ့ဟိုနောက်ဆုံးထိကိုငါမှန်နေဆိုတဲ့အတားတစ်ခုနဲ့နေထိုင်ပူလောင်ပြီးတော့နေထိုင်ွားရတဲ့ character ပေါ့နော်ဆိုတော့ဒီ character လေးက ဟိုစရခရေကလည်းကျွန်တော်ဆဲခံရမယ်ဆိုတာသိပါတယ်ဒါပရိသတ်တွေမုန်းတဲ့ character လေးပေါ့နော်ဒါပေမဲ့လည်းဟိုလူဟိုတယောက်ဆောင်ဆိုတာလည်းကိုစီကိုလာတဲ့ character ဖြစ်တယ်နောက်ကျွန်တော်အမေလုံပိုင်ခွင့်နေရတယ်ဒီကိုင်းမှာတဝက်လောက်ရှိရပေါ့နော်ဆိုတော့ဟိုဒါတော့ကျွန်တော်တတိရှိရှိနဲ့လက်ခံခဲ့ပေါ့ဆိုတော့အခုလည်းထင်းတဲ့အတိုင်းပဲဆဲကြပါတယ်ဒါပေမဲ့လည်းဟိုဒီကားကဟိုပရိသတ်ဆဲတာနဲ့ အချို့ပရိသတ်ကြတော့လည်းအရန်ကြိုက်ကြတယ်ပေါ့နော်ဆိုတော့တကယ်အစွန်းနှစ်ဖက်ပေါ့အလဲလက်မှမရှိဘူးဆဲလူကအရန်ဆဲကြိုက်တဲ့လူကအရန်ဆဲအဲကြိုက်တဲ့လူကလည်းအရန်ကြိုက်တယ်ဆိုတော့တကယ်အစွန်းနှစ်ဖက်ဖြစ်ခဲ့တဲ့ကားလေးပါကျွန်တော်ဝမ်းသာပါတယ်ဒီကားလေးနဲ့ဟိုပရိသတ်တော်များများကျွန်တော်ထပ်ပြီးတတိထားမိပါဆီရဲ့အတွက်တော့ဝမ်းသာပါတယ်ဟုတ်မျိုးပြောပေးရလူတွေရှိရလဲဝမ်းသာတာပေါ့နော်ဘာလို့လဲဆိုတော့အချို့ကျတော့လည်းတကယ်ကိုယ့်ရဲ့ဟိုဒီဒီစကားကြီးကိုတကယ်ဘွားကြီးလို့ ဟိုခံစားပြီးအကြီးကျယ်ဆင်းနေတဲ့လူတွေလည်းရှိရယ်ဆိုတော့အဲ့လိုလေးပြန်ပြောပြီးတော့လည်းဟိုဝမ်းသာပါတယ်ကျွန်တော်တို့အနေနဲ့ကြောက်လည်းဟိုပြန်ပြောလို့ကမရဘူးပေါ့နော်မရဘူးဆိုတာဟိုပြန်ရှင်းပြရင်တော့မှနင်းဒါလေးရအောင်ပြောမခံနိုင်ဒီလိုမလုပ်နဲ့ဆိုတာမျိုးကလည်းအရင်ဟိုရန်တွေးခံရသေးတာပေါ့ဆိုတော့ကျွန်တော်တို့ကအကုန်လုံးကိုကြောက်ပါပါအဲ့လိုဆိုတော့ပြိတ္တချင်းချင်းပြန်ပြောပေးရယ်ဆိုတော့ဒါဟိုဝမ်းသာရယ်ပေါ့နော်အဓိကတော့ကိုယ်ကိုဆဲလို့ဘာလို့ထက်ကိုဟိုဒီကားလေးကစကားမှန်အပြစ်မှဒီလိုမျိုးမဟုတ်မှန်းပဲသိစေချင်တာပါအချို့ကျ လည်းဟိုနင်းဟိုအပြင်မှာလည်းဒီလိုဒီကောင်မပဲအပြင်ကဘာလဲတူကတူတဲ့တည်းအချို့ရေးထားအဲ့ကောင်မလည်းအပြင်မှာလည်းအဲ့လိုပဲဆိုသူကြည့်နေကျွန်တော်တခါမှမမြင်ဘူးအဲ့လိုမျိုးကြီးပေါ့နော်ဆိုတော့အဲ့လိုမျိုးကြီးများွားလို့ရှိရင်တို့ကြအပြင်ကလိုလာပြီးတော့ထိခိုက်မှုဆိုတာတခုပါပဲကျွန်တော်ကတော့သူတို့ဆဲတာကျွန်တော်လက်ခံပါတယ်ဟို character လည်းအမုန်း character ဖြစ်နေဟုတ်ကဲ့အဲ အဲ့လိုမြင်မြင်ကြပါတယ်မြင်ကြပါဆိုတော့ကျွန်တော်အနေနဲ့ကဟိုဖန်အများစုကဟိုကလေးတွေများတယ်အဲ့ကလေးတွေကလည်းကျွန်တော် streamer လောက်တော့ကသူတို့တီးပြီးတော့အားပေးကြကလေးများအခုသားကဆီရီးစ်တွေနဲ့တော့ဒီထက် ဟိုပြိသက်ကျေပြန့်လာပေါ့နော်ကျေပြန့်လာဆိုတော့ကလေးတွေအပြင်ကိုဒါအမာကြီးတွေအတော်ကြီးတွေဥလေးကြီးတွေတိလာကြပြီဆိုတော့ဟိုပြိသက်ကတော့ညှပိုင်ဟုတ်ဟုတ်ဒါဆိုတော့ညအဲခင်းကနေဒီဘက်ကိုရောက်လာတာထက်ကိုဒီဘက်ကနေခင်းကိုရင်ရောက်သွားလို့ပြောလို့ရရမှာဘာလို့ဆိုတော့ကျွန်တော်က2016ထဲကဟိုမော်ရယ်တန်တန်းတက်ပြီးတော့ဒီလုပ်တွေလုပ်ဖို့စူးစမ်းခဲ့ရအောင်2019မှာ stream နာဆိုတော့လေအချို့ပြိသက်တွေလည်းတိရတိပါအဲ့ကြဆိုတော့ဒီတရုတ်ဆောင်လုပ်တယ်လုပ်ပြီးတော့ဒီ ်ကောင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဆွင်းလိုက်တယ်ဆွင်းပြီးတော့အဲ့မှလူကိုတိသွားတယ်ပေါ့နော်အဲ့ရနေမှဟို series တွဲလေးဟိုစပြီးတော့စူးစမ်းခွင့်ရရဲဆိုတော့ဟိုတော်တော်တော့စူးစမ်းခဲ့ရပါအချို့ကျတော့လေကျွန်တော်ခုမှသိပြောမြင်လိုက်တာပေါ့သူဒီကောင်မလေးဒါပေမဲ့ကျွန်တော်အနေနဲ့ကြောက်တယ်ဒါဆယ်စုနှစ်ပြည့်ရောမယ်ပေါ့နော်ကျွန်တော်စူးစမ်းနေရတယ်ဆိုတော့ဟိုအများကြီးလဲလိုပါသေးရဖြစ်ချင်တဲ့နေရာရောက်ချင်တဲ့နေရာနဲ့နေဟုတ်ပေါ့တက်တာတော့ဒါဟော ရှင်ဆိုင်နန်းတော့ဘာလို့ကကြာတော့ဒီအခုအုံအုံကိုင်းဖြစ်နေတဲ့ကားတွေကအတားသူကဖိတ်လိရှိရယ်လေဆိုတော့အဲ့မှာတူတူတက်ရတာပါအဲ့တော့လဲဝမ်းသာတယ်ပြီးတော့ဒီနေရာမှာအဲ့လိုကျဆွတင်ချင်တာတခုကပါလဲဆိုတော့ဒါကိုဆိုင်စီပေါ့နော်ကိုဆိုင်စီဆိုကျွန်တော်နဲ့အဲ့ထဲမှာအတွဲအများဆုံးဖြစ်တယ်ကျွန်တော်နဲ့ဆိုရန်ဒီအများကြီးဖြစ်ရတယ်ဟိုအဲ့တော့သွားတဲ့လမ်းမှာအခုနဲ့ကျွန်တော်နဲ့တချင်းတစ်ပုတ်ဆိုဖို့ရှိရယ်အဲ့တော့ဟိုကျွန်တော်ကနေပြီးတော့စိတ်ထဲမှာအဲ့တော့ဆိုအလဲဟို depression ဖြစ်နေတဲ့အချိန်ပေါ့နော်ကျွန်တော်အဲ့လိုဟို personal ရောဘာလဲရောပြီးတော့ ီးကျင့်ဆဲဆိုပြီးဆက်ခွဲနေကြတာပါနော်အဲ့လိုအချိန်မှာအကိုရဲ့လို့ကျွန်တော်ဟိုဒီ public ပွဲကြီးတက်ရတာပေါ့စိတ်ထဲမှာလို့ကြောက်တယ်လို့ဘာလို့လဲဆိုတော့ကျွန်တော်ဟိုပြိတ္တတတအမုံနေကြတာစိတ်ထဲအကူကြီးအမုံနေကြတာဆိုတော့လို့ဟိုရလို့ရှင်လို့ကျွန်တော်ဟိုဟိုမုံကြပြီးတော့လုပ်မလဲပေါ့နော် ျွန်တော်ပြောလိုက်တဲ့အချိန်မှာအကိုကနေပြီးတော့ဟာအဲ့ဒါကြီးနားမထောင်နဲ့ဘာညာနဲ့အားပေးပြီးတော့ဘာလုပ်လဲဆိုတော့သူကနေအဲ့မှာပွဲမှာမီဒီယာအင်တာဗျူးတွေလည်းဖြေရတာပဲမီဒီယာအင်တာဗျူးမှာဆိုလို့ရှိရင်သူကဘယ်လိုအားငယ်နေရပြည်သက်တွေပြောနေလို့ပြည်သက်တွေမပြောပါနဲ့သူကအပြင်မှာအဲ့လိုမဟုတ်ပါဘူးစသဖြင့်ပေါ့နော်တော့ဒါမျိုးလိုက်ပြီးတော့ကျွန်တော်တို့ကပြောပြရဲ့နော်စင်ပေါ်မှာလဲလို့ပဲသူကအားငယ်နေရတဲ့မုန်းလားတဲ့မုန်းဆိုလက်ခုပ်တီးဆိုသူကွာအဲ့လိုသူဒီဟို သူနဲ့သူတို့တွေ့တယောက်ဆောင်နေသူသူနဲ့ကျွန်တော်နဲ့တကယ်ညီကိုလိုပဲခင်ဟို TikTok တွေပါဆော့ရနေတယ်တကယ်အခုသူနဲ့ညီကိုလိုဖြစ်နေအောင်ပါဆိုတော့သူရဲ့ဒီမောင်နှမအတွက်ကိုသူ့မှာနေလို့ပြောပေးရှာပါတော့အဲ့အဲ့လို့ဆိုအော်အကိုရဲ့ကျေးဇူးတင်ပါတယ်လို့အကိုအများကြီးကျွန်တော်ပြောပြီးကျွန်တော်ကြအဲ့လိုမျိုးတိတ်မပြောတတ်ဘူးအမရဲ့ဟိုကျွန်တော်မုန်းနေပြီလားလို့ ော့ဘာလို့လဲကျွန်တော်အဲ့လိုမပြောတော့ဒါပေမဲ့အကိုချားတော့လေဟိုတွေ့ကြုံနေအများကြီးရှိပြီးသားလူလည်းဖြစ်တယ်ဆိုတော့လေသူ့မှာလေကျွန်တော်အတွက်ကိုလေသူလေဟိုဂုတ်ပေးရှာတယ်ဒီလားအဲ့လိုဆိုကျေးဇူးအများကြီးတင်ပါတယ်လို့ဒီနေရာနေ့အကိုကိုဆိုင်စီပြောချင်ပါတယ် တတ်ဘူးเนาะကျွန်တော်အနေနဲ့ကြားတော့လေဟိုနေတိုင်းဆိုနေတိုင်းပုံမှာတင်းလင်းလာနေတောက်ကြဆိုလို့ရှိရင်ဟိုသူက9နိုင်လောက်ဆိုအပိုင်းတင်းတွင်နေ7နိုင်ထိုးကနေလောက်ဆိုရင်တက်တော့ဒီမှာတက်ပြီးတော့ဆဲနေကြပြီဆိုကျွန်တော်အဲ့လိုတင်းလင်းလာတောက်ကြဆိုလို့ရှိရင်အမြဲတမ်းအဲ့ဒီ7နိုင်ဝင်ကြဆိုကျွန်တော်တက်တော့သွားပြီးဟာကွန်မန့်တွေဖတ်ပြီးငါ့ကိုဆဲပြီးငါ့ကိုဆဲဆဲတော့အခုကျတော့အဲ့လိုမရှိရအောင်ဆိုပြင်းနေပါအဲဆို အဓိကတော့ဗောနော်ဒီကားလေးကဒါကျွန်တော်ဘဝကိုတော်တော်များများ impact ဖြစ်သွားစေပါတယ်ဒီကားလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုမတိတဲ့လူအများကြီးပိုတိလာတယ်ဒါမဲ့ဒီ character အမုန်း character ဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့တို့အခုလောလောဆယ်မှာကျွန်တော်တော်တော်ကြီးကိုကြည့်မရဘူးရောမုန်းချင်မုန်းနေမှာပါဒါပေမဲ့လည်းအာပြိတ္တတီမုန်းနေတဲ့ပြိတ္တတီလည်းနောက်ထပ်ဟိုချစ်စရာဇက်ကောင်လေးမြင်တော့လည်းချစ်မလားဗောနော်မျောလင်းပါတယ်ဆိုတော့ဟိုမုန်းနေတဲ့ပြိတ္တပဲဖြစ်ဖြစ်ချစ်တဲ့ပြိတ္တပဲဖြစ်ဖြစ်ကျွန်တော်ကိုပို့ပြီးတော့အချစ် င်လဲပိုချစ်လာမုန်းဝင်လဲကြာလိုက်အမုန်းရော့ရော့ရော့ပြီးတော့ကျွန်တော်ချစ်သွားကျွန်တော်အများကြီးစူးစမ်းပါဦးမယ်လို့ပြောချင်ပါရဲ့ဆိုတော့အပြစ်ပါလေ